လူတအူးကိုတေးစေရန်အကြံမရှိပဲအရန်တို့မဟုတ်ပေါ်စားမှုကြောင့်လူသိမှုအတွက်ဘလို့ပြစ်ဒဏ်တွေရှိလဲအားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့ LLB Group မြန်မာ Law Firm ကတရားလွှတ်တော်ရှေ့နေဒေါက်ခိုင်စုဝေဖြစ်ပါတယ်ကျွန်မတို့ Law Firm အနေနဲ့အများပြည်သူတို့တည်ထားတဲ့ဥပဒေဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးမျှဝေပေးနေရရှိပါတယ် ရာဇတ်တကြီးပုံမှာ304ကကြီးမှာဘလို့ပြထဏတလဲဆိုရင်မိသူမဆိုရာဇဝိပစ်တံထိုက်တော့လူတင်မှုအဖြစ်ဖြစ်တော်၎င်းလူတက်မှုအဖြစ်ဖြစ်တော်၎င်းပစ်တံချမှတ်ခြင်းမခံထိုက်တော့အယံပြုလုံးမှုသို့မဟုတ် ပေါ်ရတော့ပြုလုံးမှုကိုပြု၍လူကိုတေစေလျင် ထို့သူကို9နှစ်အထိထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမည်အပြင်ငွေရံလည်းချမှတ်ခံရနိုင်ကြောင်းတို့ရရင်အဆိုပါပြုလုပ်မှုကိုတေစီတန်ရာတီကိုတိလျက်နှင့်ပြုလျင်ထောင်ဒဏ်ကိုတိုး၍10နှစ်အထိချမှတ်နိုင်ကြောင်းပြဋ္ဌာန်းထားပါတယ်။ရာဇတ်ကြီးပုံမှာ304ကကြီးကရဲရဲပိုင်ပါတယ်။အာမခံမရတဲ့အပြင်ကြေအေးခွင့်မရှိတဲ့ပုံမှာဖြစ်ပါတယ်။ဒါကြောင့်ကျမရဲ့ဆွေးနွေးမျှဝေမှုကိုအနှစ်ချော့ရမယ်ဆိုရင်တော့လူတအူးကိုတေစီရန်အကြံမရှိဘဲနဲ့အယံ သို့မဟုတ်ပေါ်ဆမှုကြောင့်လူတင်မှုလူတက်မှုအဖြစ်ပြစ်မှုထင်ရှားစီရင်ခြင်းခံရမယ်ဆိုရင်တော့ထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ခံရနိုင်တဲ့အပြင်ငွေဒဏ်လည်းချမှတ်ခံရနိုင်ကြောင်းဆွေးနွေးမျှဝေလိုက်ပါတယ်နောက်တစ်ပိုင်းမှာသက်ဆိုင်ရာကောင်းစဉ်လေးနဲ့ဆက်လက်ဆွေးနွေးမျှဝေပေးသွားမှာဖြစ်ပါတယ်။ဗီဒီယိုလေးကိုကြည့်ရှုပေးခဲ့တဲ့အားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်။